ိဆက်ဆန်သူတိုင်းတည်ထားကြဖို့လိဆက်ဆန်လို့ပြီးရင်ဘာတွေဆက်လုပ်ရမလဲဘာတွေမလုပ်သင့်ဘူးလဲဆိုတာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်လိမ့်မှုကိစ္စဆိုတာတခြားကိုယ်နဲ့လှုပ်ရှားမှုကိစ္စတွေထက်ယောဂါကူးဆက်နိုင်ခြင်းအင်မတန်မြင့်မားပါတယ်ဒါကြောင့်လဲလိမဆက်ဆန်ခြင်းကလေးကတင့်အနေနဲ့လိမ့်မှတစ်ဆင့်ကူးဆက်ယောဂါ STI တွေနဲ့သတိထားဖို့အတွက်ကြိုတင်ပြင်ဆင်ထားတဲ့လိုလိမ့်ဆက်ဆန်ပြီးမှလဲဆောင်ရန်ရှောင်ရအချက်လေးတွေရှိနေပါတယ် ီစီစဉ်မှာတော့ပရိသတ်ကြီးအတွက်လိန်ဆက်ဆံပြီးနောက်လုတ်တင်တဲ့အရာတွေနဲ့ရှောင်းတဲ့အရာတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နံပါတ်၁ကတော့စေကျော်ပါ။လိန်ဆက်ဆံပြီးရတဲ့ချက်ချင်းရေချိုးကောင်းကိုတွားပြီးစေကျော်စရာတော့မလိုအပ်ပါဘူး။ဒါဝိမဲ့လိန်ဆက်ဆံပြီးတဲ့နောက်လိန်ကားတွေကိုစေကျော်ပေးခြင်းဟာစီလံချောင်းဆံရကူးစက်ရောက UTI တွေကိုကာကွယ်ပေးနိုင်ပါတယ်။ဒီလိုစေကျော်တဲ့အခါမှာလေလိန်ကားအတွင်းထဲကိုမဟုတ်ပဲအင်ကာနာတဝိုက် ရေနဲ့တေချာစေကျော်ပေးလို့ရပါတယ်။စပ်ပြာအပြော့စားလေးတွေကိုလည်းလုံလို့ရပြီမဲ့။သင်မှာဓာတ်မတည့်တဲ့အရေးပြားဒါမှမဟုတ်ကူးစက်ရောဂါတွေရှိနေမဲ့ဆိုရင်ဒီလိုစပ်ပြာနဲ့စေကျော်ခြင်းဟာအရေးပြားကို၆တွေ့ရရန်စေနိုင်ပါတယ်။အမျိုးသားတွေဆိုရင် လင်တန်ထိတ်ငုံအရေးပြားကို နောက်တော့ဆွဲလာပြီးရေနဲ့ဖြင်းခြင်းစွာစေကျော်ပေးနိုင်ပါတယ်။နံပါတ်1လင်ကာတွင်တို့စေကျော်တာမျိုးမလုပ်ပါနဲ့။ ်အမျိုးသမီးတချို့ကတော့လင်းဆက်ဆန့်ပြီးတဲ့အခါမှာလင်းကအတွင်းပိုင်းကို ရေအခြေခံပြီးထုတ်လုပ်ထားတဲ့တန့်စင်ဆေးရည်တွေနဲ့ဆေးကြောပေးတဲ့လို့ထင်တတ်ကြပါတယ်ဒါပေမဲ့ဒီလိုလုပ်ခြင်းကကူးစက်ရောဂါတွေကိုပိုဖြစ်စေနိုင်ပါတယ်ဘာကြောင့်လဲဆိုတော့ဒီလိုဆေးကြောလိုက်တဲ့အခါမှာမွေးလမ်းကြောင်းကိုကာကွယ်ပေးနေတဲ့ဘက်တီးရီးယားပမာဏကိုနှဲပါသွားစေနိုင်လို့ဖြစ်ပါတယ်ဒါကြောင့်မွေးလမ်းကြောင်းကိုအကောင်းဆုံးတေချာဂရုစိုက်ခြင်းနဲ့ဆိုရင်တော့လေးဆက်ဆံပြီး မွေးလမ်းကြောင်းကိုဒီတိုင်းထားလိုက်ဖို့ဖြစ်ပါလေမွေးလမ်းကြောင်းဟာသူ့ဘာသာတန်ရှင်းလုပ်တဲ့အင်္ဂါဖြစ်ပြီးနုနုညံ့ညံ့ကင်တွေဖို့လိုပါလေဒါအပြင်မွေးလမ်းကြောင်းမှာတိတ်မပြင်းတဲ့အနတ်တမျိုးထွက်နေတာဟာတာမန်သာဖြစ်ပြီးယောဂါဖြစ်နေတာမဟုတ်ကြောင်းလည်းမှတ်ထားဖို့လိုပါလေသူ့အနတ်နဲ့သူဖြစ်ပါလေနံပါတ်2ရိုးရိုးရေဖြင့်သာတန်ရှင်းလို့ပါအမျိုးသမီးမွေးလမ်းကြောင်းတန်ရှင်းဆေးရည်တွေပြင်ဆေးဆိုင်တွေမှာ သင်ရဲ့အင်္ကာကိုတန်ရှင်းသွားစေနိုင်တယ်ဆိုတော့ဆေးတွေလိမ့်ဆေးတွေ ဖြန်းဆေးတွေ ရောင်းကြပါတယ်ဒီလိုပစ္စည်းတွေဟာ စပ်ပြာပြင်းစားတွေကြီးချုပ်ဆေးတွေဆေးကြောဆေးရည်တွေရေမွေးတွေလိမ့်ဆေးအစီတွေနဲ့ပြုလုပ်ထားပြီးဒီလိုပြင်းထန်တဲ့အရာတွေကသင်ရဲ့ရေသားကို ထိခိုက်စေနိုင်ပါတယ်ဒါကြောင့်လိမ့်ဆစာပြီးဆေးကြောကျင်တဲ့ဆိုရင်လည်းတာမန်ရေတွင်းတွင်းလေးနဲ့သာဆေးကြောပေးသင့်ပါတယ်ဒါအပြင်အထူးသဖြင့် တင့်မှာကူးစက်ရောဂါရှိနေမယ်ဆိုရင်အနက်ဆွတ်ထားတဲ့မြည့်ရလာချိန်မှာ ရာသီသွေးထွေးရာထည့်ရတဲ့အတောင်တွေမြည့်ရလာချိန်မှာကတ်ထားရတဲ့အမျိုးသမီးသုံးအချက်တွေပေါင်တာတွေနဲ့ဖျန်းစေးတွေကိုလည်းလုံးဝအသုံးမပြုဖို့လိုအပ်ပါတယ်။နံပါတ်၄စီးရိမ်ကိုရှင်းပါလေးဆဆန်းချိန်မှာခန္ဓာကိုယ်မှာစီးနှံကိုစွန့်ထုတ်ပေးတဲ့စီလံကြောင်းမှာဘက်တီးရီးယားတွေရောက်လာနိုင်ပါတယ်။စီလံကြောင်းတဲ့ဘက်တီးရီးယားတွေရှိနေမယ်ဆိုရင် တဲ့အနေနဲ့ကူးစက်ယောဂါခံစားရနိုင်ခြင်းများပါတယ်။သင်စီးသွားလိုက်တဲ့အခါမှာဒီဘက်တီးရီးယားပိုးတွေကို ရှင်းလင်းပစ်လိုက်နိုင်ပါတယ်။ဒါကြောင့်လင်းဆက်ဆာပြီးခဏအကြာမှာစီးသွားပေးဖို့လိုအပ်ပြီးအမျိုးသမီးတွေဆိုရင်လည်းစီးသွားပြီးတဲ့နောက်ဘက်တီးရီးယားတွေပြန့်ပွားခြင်းမှကာကွယ်ဖို့အတွက်ရေဆေးရင်ရှေ့မှအနောက်သို့စေကျော်ပေးသင့်ပါတယ်။နံပါတ်၅ရေနံနာတော့ပါ။ရေနံနာတော့တာကခန္ဓာကိုယ်ကျန်းမာရေးအတွက်ကောင်းတဲ့အပြင်လင်းဆက်ဆာတော့မဲ့အချိန်မှာလည်း ရေနှင်းသားတောက်ဖို့မမိပါနဲ့။ဘာကြောင့်လဲဆိုတော့တင့်မှာရေလပြင်းဝနေရင်ပိုပြီးစီးတွားနိုင်မှာဖြစ်ပါလေ။အဲဒီအခါကူးစက်ရောဂါဖြစ်စေနိုင်တဲ့ဘက်တီးရီးယားတွေကိုပိုပြီးရှင်းထုတ်နိုင်မှာဖြစ်ပါလေ။နံပါတ်6အဝတ်အစားခြောက်တောက်ချီချီဝတ်ဆင်ပါ။ပူလာပြီးထွေးထွက်များတဲ့နေရာတွေမှာဘက်တီးရီးယားနဲ့မှိုတွေပိုပြီးရှင်းသာနိုင်ပါလေ။ဒါကြောင့်လေယုန်လေးထွက်ကောင်းမဲ့အတွင်းခံဘောင်းမီမျိုးကိုဝတ်ဆင်ဖို့လိုအပ်ပါလေ။ အမျိုးသမီးတွေအနေနဲ့လည်းအရန်ကျက်တဲ့အသားကဘောင်းမီတွေအမျိုးသမီးအတွင်းကဘောင်းမီတွေဝတ်ဆင်တာကိုရှောင်ကြဉ်သင့်ပါတယ်။ခြိသားအတွင်းခါတွေကလေယွန်တွေထွက်ကောင်းပြီးအေးမြစေနိုင်တဲ့အတွက်ဒီလိုခြိတဲ့အတွင်းခါမျိုးကိုသာဝတ်ဆင်သင့်ပါတယ်။နံပါတ်5လက်ကိုတေချာစေကြောပါ။ကိုယ့်အဖို့ရဲ့လေယံကားတွေကိုထိတွေ့လိုက်မယ်ဆိုရင်တဲ့အနေနဲ့ဘက်တီးရီးယားပိုးတွေကူးစက်ခံရနိုင်ခြင်းမြင့်မားနိုင်ပါတယ်။ဒါကြောင့်ဒီလိုထိတွေ့ခံတွေ့ပြီးရင် လက်ကိုတေချာစေကြောခြင်းက ကူးစက်ယောဂါတွေပြန့်ပွားခြင်းကိုကာကွယ်ဖို့အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ဒါကြောင့်လေးဆက်ဆံပြီးမှလက်ကိုတေချာဆေးကြောခြင်းကိုလည်းတေချာပြုလုပ်ဖို့လိုအပ်ပါတယ်။နံပါတ်၈လိမ္မူဆိုင်ရာအရုပ်တွေကိုတေချာဆေးကြောပေးပါ။ဒီလိုလိမ္မူဆိုင်ရာအရုပ်တွေကိုသင်အသုံးပြုတဲ့အခါမှာဘက်တီးရီးယားတွေ၊ဗိုင်းရပ်စ်ပိုးတွေနဲ့မှိုတွေကပ်တွယ်နေနိုင်ပါတယ်။ဆိုလိုတဲ့သဘောကသင်ရဲ့လင်းအရုပ်တွေကလိမ္မာတဆင့်ကူးစက်တဲ့ယောဂါ STI တွေနဲ့ အခြားသောကုသရောဂါပိုးတွေကိုပြန်ပွားစေနိုင်တယ်ဆိုတာဖြစ်ပါတယ်။ဒါကြောင့်ဒီရုပ်တွေကိုအသုံးပြုပြီးတဲ့အခါတိုင်းဘယ်လိုစေချောရမလဲဆိုတဲ့ညွှန်ကြားချက်ကိုဖတ်ပြီးတရားစေချောပေးပါ။ယောဂါပိုးတွေကုသစေနိုင်တဲ့အတွက်လိမ္မှုအရုပ်တွေကိုတယောက်တည်းသုံးနာကအကောင်းဆုံးဖြစ်ပါတယ်။ဒီကဲလို့မဖြစ်မနေဝေမျှပြီးသုံးရတော့မယ်ဆိုရင်လည်းသုံးတဲ့အခါကွန်ဒုံအသုံးပြုသင့်ပါတယ်။နံပါတ်5မိုကုသရောဂါတွေကိုတရားစောင့်ကြည့်ပါ။ လေးဆက်စမ်းချိန်မှာမှုရောဂါတွေဟာတယောက်နဲ့တယောက်အပြန်အလှန်ကူးစက်နိုင်ပါတယ်။ဒါကြောင့်သင့်အနေနဲ့ရာရာချင်းပူဆက်ခြင်းနဲ့အဖြူရောင်ပြည်တွေမွေလမ်းကြောင်းဒါမှမဟုတ်လင်ကားမှထွက်လာတာကိုတွေ့မဲ့ဆိုရင်ဆရာဝန်နဲ့အမြန်ဆုံးသွားရောက်ပြသသင်ပါတယ်။နံပါတ်10တွေးစစ်ဖို့အများအားသတိရှိပါ။ဒါကအင်မတန်အရေးကြီးပါတယ်။သင်ကလိမ်မှုကိစ္စတွေကိုပုံမှန်လုပ်တတ်သူတယောက်ဒါမှမဟုတ်လိင်ဆက်ဆံဖို့အစ်စ်တယောက်နဲ့လိင်ဆက်ဆံပြီးတော့မယ်ဆိုရင် လိမ္မာတဆင့်ကူးစက်ခံရတဲ့ယောဂ STR တွေကိုတွားရောက်ဆစ်ဆေးတင်ပါတယ်။အစာပိုင်းမှာဒီယောဂတွေကလုံးဝယောဂလက္ခဏာမပြတဲ့အတွက်သွေးစစ်ခြင်းကပဲတင့်မှာယောဂကူးစက်ခံရထားသလားဆိုတာသိနိုင်မှာဖြစ်ပါတယ်။တင့်အနေနဲ့ပြီးထွက်ခြင်း၊နာကျင်ခြင်း၊မိလောင်ရည်ကြည်ဖူးတွေ၊အနာများ၊အနီဖူးများနဲ့အဖူးများသင့်လင်္ကာနားမှာပေါက်လာတဲ့ဆိုတာကိုလည်းသေချာကြည့်ရှုလို့ရပါတယ်။နံပါတ်၁ကိုယ်ရှိနေတဲ့အချိန်ပိုပြီးကျူးဆိုင်ပါ။ ကိုယ်ဆောင်နေတဲ့အချိန်ကလေးမှုကိစ္စဟာပုံမှန်အားဖြင့်စိတ်ချရပါမယ်။စီလံကြောင်ကူးစက်ယောဂါတွေရနိုင်ခြင်းပြင်ပါတဲ့အတွက်ကိုယ်ကိုယ်ဝင်ရှိတဲ့အချိန်ပိုပြီးယူဆိုင်ဖို့လိုအပ်ပါတယ်။ဒီလိုကာကွယ်ဖို့အတွက်အထက်မှာဖော်ပြထားတဲ့လိမ့်ဆက်ဆံပြီးစီသွားတာမျိုးမွေးလံကြောင်တဝက်ညင်သာစွာစေချောပေးခြင်းမျိုးကို ပြုလုပ်ပေးသင့်ပြီးတင်းရဲ့အဖို့ဖြစ်သူကိုလည်းဒီလိုထပ်တူလုပ်ခိုင်းသင့်ပါတယ်။ဆက်လက်ပြီးတော့ငါပြောသည့်ရဲ့ကြမ်းမာရေးကောင်းကျိုးတွေကိုလေ့လာကြည့်အောင်။ငါပြောသည့်ဟာအလွယ်တကူရရှိနိုင်ပြီး လူတိုင်းစားကြတဲ့အသီးတစ်ခုဖြစ်ပါတယ်။အပြောဒီမှာအာဟာရများစွာပါဝင်ပြီးကျန်းမာရေးအတွက်အထောက်အကူပြုတဲ့အချက်တွေရှိပါတယ်။အာဟာရဓာတ်တွေအများကြီးကိုပါဝင်ပါတယ်။အပြောဒီဒီလုံးမှာကယ်လိုရီပမာဏ100နဲ့70ကစီတတ်တဲ့ပရိုတင်းဓာတ်တွေပါဝင်တာမို့သူတစ်ခုတည်းနဲ့တင်အာဟာရတော်တော်များများပါဝင်တဲ့အသီးတစ်မျိုးဖြစ်ပါတယ်။တွေးရွင့်တကြားဓာတ်ကိုထိန်းပေးပါတယ်။အမြင့်တက်အမြောက်များပါဝင်တဲ့အပြင် အစာခြေဖြတ်နှုတ်ကိုကြာရှည်စေပြီးအစာခံစေတဲ့အသီးဖြစ်ပါတယ်။ သွေးနှင်းတကြားတက်ကိုလည်းထိမ့်ပေးတာကြောင့်စီဂျိုယောဂါရှိသူတွေလည်းစားလို့ရပါတယ်။ဒါပေမဲ့တထိုင်တည်းနဲ့ပမာဏအများကြီးစားတာမျိုးတော့ရှောင်ကျဉ်ရပါမယ်။ဦးလန်းချောင်းကို ရှင်းစေပါတယ်။အပြောဒီမှာပါဝင်တဲ့အမြင်တက်တွေကဦးလန်းချောင်းကိုရှင်းစေပြီးဝမ်းမချို့အောင်ဝမ်းပျော့စေဖို့ကူညီပေးပါတယ်။ကိုယ်လေးချိန်လျှော့ချဖို့လည်းအကူအညီပေးပါတယ်။အပြောဒီမှာအာဟာရတော့များစွာ ပါဝင်ပြီးအဆီလုံးဝမပါတဲ့အပြင်အစာခံစေတာကြောင့် ကိုယ်လေးချိန်ရှော့ကျင်သူတွေအတွက်အခြားသောအစီနဲ့ကစီတက်ပါတဲ့အစားအစာတွေအစားငါပြောသည်ကို စားပေးလို့ရပါတယ်။နှလုံးကြမ်းမာရေးကိုလည်းကောင်းစေပါတယ်။ငါပြောသည်မှာ ပိုတက်ဆီယမ်ဓာတ်အမြောက်အများပါဝင်တာမို့နှလုံးကြမ်းမာရေးကိုထောက်ကူပြုပါတယ်။ဒါအပြင်တွေးတိုးကျစေဖို့လည်းစားပေးသင့်ပါတယ်။တက်တိုးဆန့်ကျင်ဂုဏ်သတ္တိတွေပါတယ်။တက်တိုးဆန့်ကျင်ဂုဏ်သတ္တိတွေပါတာမို့ခန္ဓာကိုယ်ကိုအန္တရာယ်ဖြစ်စေမဲ့ဓာတ်တွေကိုခြေဖြတ်ပေးပါတယ်။ကြွတားနာကျင်မှုကိုတက်တာစေပါတယ်။ ငါပြောဒီမှာပါဝင်တဲ့ပူတဲ့စီယမ်တပ်တွေကကြွက်သားတွေအားဖြည့်ဖို့လိုအပ်တာမျိုးအားကစားသမားတွေကြွက်သားနာကျင်တာတွေကိုတက်တာစေဖို့အကောင်းဆုံးသောအားဖြည့်အစားအစာတစ်ခုဖြစ်ပါတယ်အလွယ်တကူစားတောက်လို့ရနေတဲ့ငါပြောဒီမှာဒီလိုအကျိုးကျေးဇူးတွေရှိနေတာဆိုတော့မကြမကြာစားပြီးတင်ပါတယ်နော်ဒါဝိမဲ့ကြောက်ကရောဂါရှိနေမဲ့ဆိုရင်တော့ရှောင်တင်ပါတယ်အားလုံးပဲကြားမှာကြားပါစေ